ဘရာဇီးကျယ်ဝင်လေးအက်စတီဗောင်းနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေကိုသတိပေးစကားဆိုလိုက်တဲ့ကက်စမဲရိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ One Daily Channel ကနေပြီးတော့ပြန်လည်ချူဆိုလိုက်ပါရယ်။လီယိုနယ်မက်ဆီနဲ့ခရစ်စတီယာနိုရော်နယ်ဒိုတို့ဘောလုံးလောကနေအားယူဖို့နှိစက်လာတဲ့နောက်ပိုင်းဘောလုံးလောကမှာလူငယ်ကျယ်ဝင်တွေတစားတစား ပို့ပြီးတော့ပေါ်ထွန်းလာကြတာလည်းဖြစ်ပါတယ်။အဲဒီဒိကမှာ Premier League ပရိသတ်တွေစောင့်ကြည့်ရမယ့်လူငယ်ကစားသမားလေးကတော့ ST Bound ဖြစ်ပါတယ်။အခုတော့ ST Bound နဲ့ပတ်သက်ပြီးတော့ Senior ကွန်လေလူ Casmero ကပရိသတ်တွေကိုသတိပေးစကားပြောဆိုလာပါတယ်။အသက်16နှစ်သာရှိသေးတဲ့ကစားသမားလေး ST Bound ကတောက်ကြနေက တောင်ကိုရီးယားနဲ့ကစားခဲ့တဲ့ခြေစမ်းပွဲမှာဘရာဇီးအထွတ်ကိုနှစ်ဂိုးသွင်းယူပေးပြီးတော့ငါးဂိုးပြန်တဲ့အနိုင်ရအောင်ကူညီပေးခဲ့ပါတယ်။ ST ဘောင်းကပေးခဲ့တဲ့နွေရာသီအပြောင်းရွှေ့ဈေးကွက်မှာပါမီယက်အသင်းကနေပြီးတော့ချက်စီအသင်းကိုပေါင်29သန်းနဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။အသက်အရွယ်အားဖြင့်ငယ်ရွယ်သေးပေမဲ့လည်း ST ဘောင်းကပရီးမီယာလိလိုပြိုင်ဆိုင်မှုပြင်းထန်လာပါတယ်ဆိုတဲ့အလေးမှာ ချက်ချင်းပဲအသားကျပြီးတော့ချက်စီးအတွက်ကိုခြေစွမ်းပြသလျက်ရှိပါတယ်။ဒီလိုခြေစွမ်းပြသမှုတွေကြောင့်လဲ ST ဘောင်းကတိမ့်မကြခင်ကျင်းပတော်တော့မဲ့ကမ္ဘာဖလားပြိုင်ပွဲအတွက်ကိုဘရာဇီးအသင်းမှာဆိုရင်တော့နေရာတနေရာအခိုင်အမာရရှိမဲ့အနေအထားကိုရောက်ရှိလာခဲ့ပါတယ်။အရီအဒရဘရာဇီးအသင်းနဲ့အတူကမ္ဘာဖလားပြိုင်ပွဲကိုကစားသမားဘဝမှာတတိယအကြိမ်မြောက်ဝင်ရောက်ရှင်ပြိုင်မှုရှိနေတဲ့မန်ယူကွင်းလယ်လူကက်စမဲရိုက ST ဘောင်းနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေအနေနဲ့အရင်ကြီးမြောက်ပင်ပြောဆိုရာမျိုးကိုရှောင်ကြားဖို့တတိပေးလာခဲ့ပါတယ်။ ST ဘောင်းကလူငယ်ကစားသမားတယောက်ပါသူ့အပေါ်မှာ ကျွန်တော်တို့ဖီးအားတွေအများကြီးပေးမိလို့မရပါဘူး။ဒီအချက်ကိုအရင်အရေးကြီးရယ်ဆိုတာသိဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ဖျားရီပေးလိုက်တဲ့အခါမှာခြေစွမ်းကျဆင်းသွားတဲ့ကစားသမားတွေအများကြီးရှိခဲ့ပူတာကိုကျွန်တော်တို့မြင်ပူထားလို့ပါသူကအခု Chelsea အသင်းအတွက်ကစားနေပါတယ်ကမ္ဘာပေါ်မှာအပြရင်ဆိုင်အများဆုံးလိမှာ Chelsea အသင်းရဲ့ပွဲထွက်ကစားသမားဖြစ်နေပါတယ်ဒါပေမဲ့ကျွန်တော်တို့တွေသူ့အပေါ်မှာအချိန်ယူပြီးတော့ဖြည်းဖြည်းချင်းသွားရပါမယ်သူကအထူးခြားတဲ့ကစားသမားကောင်းတစ်ယောက်ဆိုတာထင်ရှားပါတယ်။ဖာမီယပ်စ်မာရုံကလေးကသူ့ရဲ့ချင်းရထင်ရှားခဲ့ပါတယ်။ ဒါပေမဲ့သူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ကိုအလင်းစလုံးမဖြစ်အောင်သူ့ကိုဖြည်းဖြည်းချင်းပဲသွားပါမယ်ဆိုပြီးတော့ကက်စမီရိုကသတိပေးပြောဆိုခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းဘရာဇီးနီးပြကာလို့စ်အန်ဆလော်တီယာ ST ဘောင်းအပါအဝင်ဂျန်ကိုရီးယားနဲ့ပွဲမှာခြေစွမ်းပြခဲ့တဲ့ကစားသမားတွေကိုချီးကျူးခဲ့ပါတယ်။ကျွန်တော်တို့ကဘောလုံးပိုင်ဆိုင်ထားတဲ့အချိန်မှပဲဖြစ်ဖြစ်မပိုင်ဆိုင်ထားတဲ့အချိန်မှပဲဖြစ်ဖြစ်အရန်ကောင်းတဲ့ကစားပုံကိုပြသနိုင်ခဲ့ပါတယ်။အသင်းရဲ့ကြိုးစားအားထုတ်မှုကအရန်ကောင်းပါတယ်။ အတင်းတင်းအားပွဲပေါ်မှာကြိုးကြိုးစားစားနဲ့ချိုးစားအထုံးမှုရှိတဲ့အခါအရေသေးရာကြောက်ပါလာတတ်ပါတယ်ဒီပွဲဟာတအူးချင်းစီရဲ့အရေသေးကောင်းတွေကိုပြသနိုင်ခဲ့ပါတယ် ဒါဟာအတင်းလိုက်ကစားနည်းပါကျွန်တော်တို့မှာခိုင်မာတဲ့အခြေခံအုံမြင့်ခံစစ်မှကြုံမှုတွေရှိတာကြောင့်ရှေ့တန်းကစားသမားတွေကအရေးသေးတွေထောက်ပလာတာဖြစ်ပါတယ်ရိုဒရီဂိုကအကောင်းဆုံးကစားနိုင်ခဲ့ပါတယ်အစတီဘောင်းကကောင်းခဲ့တယ်ဗီနီစီးယပ်စ်လည်းကောင်းခဲ့ပါတယ်အတင်းမှရွေးချယ်စရာတွေအများကြီးတိုက်စစ်ပိုင်းအတွက် ဖြည့်ရှင်းနိုင်တဲ့နည်းလမ်းတွေအများကြီးရှိပါတယ်ဒီကနေ့မှာတော့ကစားသမားတွေရဲ့တဦးချင်းအရေးသွေးတွေကိုမြင်တွေ့ခဲ့ရပါတယ်ဆိုပြီးတော့ Ancelotti ကပြောဆိုသွားခဲ့တာဖြစ်ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်